အားလုံးပဲမင်္ဂလာပါရှင်ညီမကအခု Translate Pro software ကို ဖုန်းနဲ့ဘယ်လိုသုံးရမလဲဆိုတာရှင်းပြပေးမှာဖြစ်ပါတယ်အရင်ဦးဆုံးကိုအသုံးပြုနေတဲ့ဖုန်းထဲက Play Store ထဲကနေပြီးတော့ Translate Pro ဆိုပြီးတော့ရိုက်ရှာကြည့်လိုက်ပါမယ်ပြီးသွားရင် software ထဲကိုဝင်လိုက်တဲ့အခါမှာ permission လေးတွေတောင်းတာရှိပါတယ်ရှင်အားလုံးကိုအလောင်းလုပ်ပေးလိုက်ရင်တော့အခုလို login ပင်လေးကိုတွေ့ရမှာဖြစ်ပါတယ်ရှင် username နဲ့ password ဆိုတဲ့နေရာမှာညီမတို့ယုံကပို့ပေးထားတဲ့ username နဲ့ password ကိုရိုက်တရမှာဖြစ်ပြီးတော့ကိုက password မေးတတ်တဲ့သူဆိုရင်တော့ remember me ဆိုတဲ့နေရာလေးမှာအမှန်ချင်းလေးရှင်းထားခဲ့လို့ရပါတယ်။အားလုံးထည့်ပြီးသွားရင်ဆိုရင်တော့ login ဆိုတာလေးကိုနှိပ်လိုက်ပါမယ်။ login လုပ်ပြီးအထဲကိုရောက်သွားပြီးဆိုတာနဲ့မြေပုံတစ်ခုကိုတွေ့ရမှာဖြစ်ပါတယ်ရှင်။ညီပုံထဲမှာဆိုရင်တော့ကိုယ်ဆိုင်ကကားရဲ့တင်နေရာကို ခုလိုတွေ့ရမှာဖြစ်ပြီးတော့ ဒီနားက၄တောင်ကွက်ပုံစံလေးကိုနှိပ်လိုက်ရင် satellite view ဖြစ်တဲ့အိမ်ခေါင်မုံပုံစံလေးတွေအထိတိတိကျကျကြည့်လို့ရမှာဖြစ်ပါတယ်ရှင်။ကားလမ်းကြောင်းတွေပိတ်မပိတ်တိကျနေဆိုရင်လည်းအခုပြထားတဲ့မီးပွိုင်းပုံစံလေးကိုနှိပ်လိုက်မယ်ဆိုရင်တော့မင်းလမကြီးတွေမှာကားလမ်းကျောတွေကြက်မကြက်အယောင်လေးတွေနဲ့ပြမှာဖြစ်ပါတယ်။အစိမ်းအောင်လေးဆိုရင်တော့ကားလမ်းကျော ရှင်းနေတာဖြစ်ပြီးတော့အနီအောင်လေးဆိုရင်တော့ကားလမ်းကျောကျက်နေတာဖြစ်ပါတယ်ရှင်။ အခုလို့အောက်မှာဆိုရင်တော့ကိုမော်တော်ရင်နံပါတ်လေးနဲ့ရက်ထားလားသွားနေလားဆက်ပွင့်ထားလားဆိုတော့ကိုပါပြနေမှာဖြစ်ပါတယ်ရက်ထားရဲဆိုရင်တော့အနီရောင်လေးနဲ့ပြမှာဖြစ်ပြီးတော့နောက်မှာရက်ထားတဲ့အချိန်လေးကိုပါကြည့်လို့ရမှာဖြစ်ပါတယ်ဆက်ပွင့်ထားတယ်ဒါမှမဟုတ်တော့မပိပိရက်ထားရဲဆိုရင်တော့လေမုံရောင်လေးနဲ့ပြမှာဖြစ်ပြီးတော့အစိမ်းရောင်လေးကတော့သွားနေတာကိုပြောပြီးတော့ပေးမှာမောင်းနေတဲ့ကီလိုလေးကိုပါဖော်ပြပေးထားပါတယ်ရှင် အောက်ပါတန်းလေးမှာလည်းအင်ဂျင်ပုံလေးအောက်မှာဆိုရင်တော့ဖွင့်ထားလားမဖွင့်ထားလားစစ်လို့ရတဲ့အပြင်ပါတန်းလေးကိုဖိပြီးတော့အပေါ်ကိုဆွဲတင်လိုက်တယ်ဆိုရင်တော့ tracking playback အစတဲ့ခလုတ်လေးတွေပေါ်လာမှာဖြစ်ပါတယ်ရှင်။ကို့မော်တော်ရင်တားခဲ့တဲ့လမ်းကြောင်းတွေကိုပြန်ကြည့်ချင်တယ်ဆိုရင်တော့ playback ဆိုတာလေးကိုနှိပ်ပြီးကြည့်လို့ရပါတယ်ရှင်။အခုဆိုရင် playback ထဲကိုဝင်လိုက်တာနဲ့ကိုကြည့်ချင်တဲ့အချိန်ရက်ဆွဲကိုရွေးလို့ရတဲ့နေရာကိုရောက်သွားမှဖြစ်ပြီးတော့အပေါ်မှာဆိုရင် today ရက်စတီစတဲ့ အလွယ်ရွေးချယ်လို့ရတဲ့ခလုတ်လေးတွေရှိတဲ့အပြင်အောက်မှာစတာတိုင်းအန်တိုင်းမှာကိုကြည့်ကျင်တဲ့အချိန်အတီးကြကိုရွေးချယ်ပြီးတော့ okay ဆိုရာလေးကိုနှိပ်လိုက်တာနဲ့အခုလိုပြပြမှာဖြစ်ပါတယ်ရှင်